လူမျိုးရဲ့နေ့ဂိမ်းပိုင်းတင်ဆက်မှုနောက်ဆုံး update တည်းဝနချော့တင်ပွဲရအငိမ့်စားဘုံမှုချုပ်ချိုထွန်းအောင်အဲနော်ကဝေးတက္ကသိုလ်မှာစာတင်ကြားနေတဲ့ကောင်မင်းအောင်ဝင်ပေးရတဲ့ဝနချော့တင်ပွဲရဘုံမှုချုပ်ချိုထွန်းအောင်တည်သွားပါပြီဘာလို့တည်ရလဲဆိုတော့စစ်တပ်ကလိန်နေသလို96ပါယောဂမဟုတ်ပါဘူး Golden Villa Warriors မြို့ပြပျောက်ကြားတပ်ဖွဲ့ကဒီကနေ့မနက်9:20မိနစ်မှာရှင်းလင်းလိုက်တာပါသူနေအိမ်မရန်ကုန်9ရက်ကွတ်နေအိမ်မှာဝေဖြစ်တာရှင်းနေတော့အဲ့တော့ချိုးထွန်းအောင်ချိုးထွန်းအောင်မတာပေါ်သွားပါပြီတောင်သူမှာတပ်ပျောက်ဆုံးကတ်ကမဲ့လူတွေစရင်ရှိနေပြီးတော့နောက်ဆုံးပြကြတဲ့တဲ့နေ့တုံးကူလောက်ရှိနေပါ ဲ့တော့ချုပ်ထုတ်အောင်ကိုဒီကနေ့မြို့ရပြောင်ကြားတပ်ဖွဲ့ကပြက်ကတ်ရှင်းလိုက်ပြီးနိုင်ငံတော်ကာကွယ်ရေးတပ်ကတုံက National Defense Calling မှာနိုင်ငံတော်လုံခြုံရေးနဲ့အကြမ်းမှုတိုက်ဖြတ်ရေးဘာသာရပ်နိုင်ငံတကာဆက်ဆံရေးဘာသာရပ်နှစ်ခုကိုတင်ကြားပေးနေတဲ့သူစစ်တပ်ကနေဘုံမှုချုပ်တွေဘုံချုပ်တွေအရာတို့နဲ့အငိမ့်စားယူတော်လဲဖက်စစ်တပ်ကိုနှိမ့်စင်နှိမ့်စင်လူမဆန်မှုတွေကိုဆောင်ရွက်ဖို့အတွက်တင်ကြားပို့ချပေးနေတဲ့သူတွေ ဖြစ်တယ်ပုံမှုချုပ်ထွန်းအောင်စီးပြစ်မပြစ်တတ်မှတ်ပြီးတုတ်တင်ရှင်းလင်းနေပြစ်ဒဏ်ခတ်တယ်ဘုံချုပ်လို့ခေါ်လို့ရတဲ့ပုံမှုချုပ်ချုပ်ထွန်းအောင်ဘလုံနိုင်နေကမောရီးယားနိုင်ငံတန်မတ်လိုက်ပါဆောင်ရွက်ခဲ့တဲ့သူဖြစ်ပြီးလက်ရှိမှာနေပြည်တော်နိုင်ငံတော်ကဝေးတက္ကသိုလ် MDC မှာအကြမ်းဖက်စစ်တပ်ကိုအကြမ်းဖက်ဖို့တင်ကြားပို့ချနေသူဖြစ်တယ်နောက်ဆုံးချိုးထွန်းအောင် မယောင်လိုက်အားထားရတဲ့သူတွေကတယောက်ဖြစ်ပါဝင်ခဲ့ပြီ2025ခုနှစ်မတ်လ26ရက်နေ့ကုပ္ပတီလာမင်္ဂလာလုံးနေတဲ့စကမစစ်တပ်တယူပို့ဆောင်ရေး NF003 အထူးလီရင်နဲ့စစ်တပ်ထိပ်ပိုင်းအကြီးအကဲများနဲ့ထင်ရှားအရေးပါသူများကိုနေပြီးတော့စေးပြအခမ်းအနားတက်ရင်မင်းအောင်လိုက်ကစီစဉ်ပေးထားခဲ့ကြောင်းဒီလီရင်ပေါ်မှာ အင်းနေဝင်းတို့မိသားစုအပြင်ဘုရုချုပ်ထုံးအောင်လည်းပါဝင်ခဲ့ပါတယ်အဲ့တော့မလ28နေ့နေပြီးတော့ရန်ကုန်အမအာဒီအပြန်လမ်းကြောင်းအတွက်စက်တဲ့တိမ်ပို့ဆောင်ပြီးလေရင် AMF 0011နဲ့ပြန်လာခဲ့တဲ့ကောင်မင်းအောင်လိုင်ဟာသူအကုတ်တဲ့စစ်ပူချုပ်ဟောင်းကြီးရဲ့အကြံဉာဏ်ကိုရယူလေးရှိပြီးပြည်သူစစ်မဟာဗျူဟာနဲ့စစ်မှုထောင်အဖွဲ့ အင်းအားနဲ့လှုပ်ဆောင်နေပြီးစစ်မှုထမ်းအောင်ဗဟုအဖွဲ့ပြည်သူ့စစ်မဟာဗျူဟာဆိုတဲ့ပေါ်တာဆွဲစစ်မှုထမ်းတဲ့နေရာမှာထိတ်တန့်စစ်ခေါင်းဆောင်တွေမှဗိုလ်ချုပ်ချုပ်ထုတ်အောင်လည်းပေါင်းလာပါတယ်အဲ့တော့23ခုနှစ်ဇန်နဝါရီတရက်နေ့မှာဗိုလ်ချုပ်ချုပ်ထုတ်အောင်ကိုမင်းအွန်လိုင်းကိုရိုင်ဝနကျော်ထေဘွဲ့တစိမ့်နဲ့ရွှေငါးချက်သားဂုံပြုစုပေးအပ်ခဲ့ပါတယ်အဲ့တော့ကိုရင်ဗီလာမော်ရစ်ဝါရစ်အဖွဲ့က စစ်တပ်အကြီးစားတောက်တိုင်များစင်စက်မပြတ်ဖြူဖြက်နေကြောင်းပြစ်ဒဏ်ခက်လျက်ရှိတော့ထောက်လန်းလျက်ရှိတော့အကြံဖက်လေရင်မှုတွေရဲ့အချက်လက်များမှုလေတိတိကြကြစုဆောင်နေပြီးဆက်ဆက်တင်းများရရှိပါကကျောင်းမျိုးပြမြောက်တောက်ကြအဖွဲ့များထံပေးရဖို့ပြည်သူလူထုကိုတောင်းဆိုလိုက်ပါတယ်။ဆောင်ရံကောင်းနေနောက်ဆုံးတင်းဖြစ်ပါ ဲ့တော့ဒါနဲ့တပြိုင်နက်မှာနှစ်ခါထပ်မပြောတော့ဘူးတက်ပြောက်ဆုံးကပ်ဖို့မနေ့က16ရောက်နေ14လက်ကချင်ဘမမှာกินလိုက်တဲ့ငှက်ဘလို့ပြက်ပြက်တေကြပါလေတေကြီးကပြစ်ချလိုက်တယ်လို့တေရဝေထုတ်ပြန်လိုက်ပြီးပြစ်ချခဲ့တယ်ပြစ်ချလိုက်တယ်လင်းပြစ်အဖွဲကိုဘုတ်ကြောင့်ကမ္ဘာကိုယ်တိုင်ငွေကျပ်3300ချီးမြှင့် နောက်တစ်ဘွယ်ထပ်ပစ်သားလေးတွေရွှေကူမှာလीမနေ့ကသိတယ်မလားမင်းပြတ်ကြသွားတယ်မထားဘူးလိုက်ပစ်တာရွှေကူတိရောက်ပြီဆိုတော့ဂျန်တဲ့နေရာလေးကိုယ့်ကိုဆက်စင်းစားအဲ့ဒီထဲမှာမှမနေ့ကချက်ချင်းပစ်ချက်ချင်းပြတ်ကြသွားတဲ့လေရင်ကိုကဲရီအထုတက်ဖွဲ့ဒီမြေပြင်လမ်းကြောင်းရှင်းပါလीအဲ့ဒီမှာဗျူဟာမူအပါ16လောင်းနဲ့14လက်ရတယ်လို့ကျွန်တော်တို့သိရပါတယ်ချင်းတွေတက်ပြောက်ဆုံးကတ်ရမယ့်လူတွေစင်းကိုတော့ကျွန်တော်ဒီကနေ့ထုတ်ပြန်ကြေညာပေးမှဖြစ်ပြီး နေပြီးတော့လေလက်စကအမတ်913အမိုင်စံတီရဲရင်အုပ်ဘုံမူတမ်းမင်းစော်ဘူကြီးမျိုးထက်အောင်ဘူကြီးချမ်းသာရာဂမိုတဝင်းတက်တက်ဒီကျော်မင်းကျော်စင်မင်းဟန်တက်တက်ဒီတဝင်းတက်တက်ဒီတဦးသူတို့တွေကတော့တက်ပြောက်ဆုံးကတ်လို့ရပါပြီအဲ့တော့နောက်ထပ်တက်ပြောက်ဆုံးကတ်မဲ့သူတွေထက်ရှိနေပါသေးတယ်နာမည်ရှင်းတွေကိုတော့အတိအကျကျွန်တော်အတိပြုကိုစူးစမ်းနေပြီး လက်ရှိထွက်ပေါ်နေတဲ့တည်င်းများအရာရဲရင်မှုဘုံမှုကြော်စွာထုံးဘုံမှုကြီးတန်ထုံးလင်းတက်တက်ကြီးကြော်စွာအောင်လို့မတာပေါ်ပြီးတက်ပြောက်ဆုံကန့်လို့ရတယ်လို့သိရပါတယ်အဲ့တော့ဇန်နဝါရီလဆိုတော့ဇန်နဝါရီလမှာလဲပေါ့နော်ဇန်နဝါရီလမှာလဲဒီနာဖို့စစ်တပ်စကောင်ရိတ်ခါလာပို့တဲ့စစ်ကောင်စီထောက်ဖို့ရရင်အမိုင်စံတီးကိုပြစ်ချခဲ့တဲ့အတွက်တက်ပြောက်ဆုံကတ်ခဲ့တဲ့ဘုံမှုဘုံကြီးတွေကိုလည်းအလုံးကြားသိပြီးဖြစ်မှာပါ ဒီကနေ့တော့အယောက်20ထပ်မနေလေရအတိုင်းဝိုင်းပိုင်းလော့လင်းရင်အုပ်တွေတိတ်ဆုံးမှုနဲ့ပတ်သက်ပြီးလူကြီးမင်းတို့ကပြောပါသလားခင်ဗျာနောက်နေတာမဟုတ်ဘူးဒီထက်ပို့ပြီးတော့အဟောဆရာကောင်းတဲ့လင်းတခုရှိပါတယ်ရွှေကူမျိုးထဲမှာတော်ထဲမှာမီးလောင်ပြစီးသွားတယ်ဒီပစ်ချလိုက်နေတဲ့ရဟင်းနဲ့ပတ်သက်ပြီးစစ်တပ်ကမဏိကညကပြောတယ်လို့ပဲသူကပြကြတာတဲ့ တော်သူပြတ်ကြတာလို့ပြောပြီးရဟယေမူးတွေတိတ်ဆုံးမှုဗီဒီယိုကလစ်မှာဂျင်ဘတ်မှာဘုံကြီးမျိုးထက်အောင်ဘုံတမ်းမင်းစော်ဘုံကြီးချမ်းသာလို့တိတ်သွားပြီလို့စစ်တပ်ထဲမှာတတိတွေပြန့်နှံ့နေပြီအတီးပြုတ်နိုင်ကြောင်းလဲတတိကဖေးသီးတွေကပေးပို့ခဲ့ပါတယ်ဆိုတော့ဒီအပိုင်းမှာ လေထဲမှာမတာချပွဲတွေမြန်မြန်ဆိုင်ဆိုင်ဖြစ်ဖို့ဘပေါင်းဆောင်ကစ조사နေရင်ပြည်သူတို့ရဲ့အမျက်ဒေါသနဲ့ပြည်သူတို့ရဲ့မေတ္တာတရားကိုအန်တုတဲ့ဖက်စစ်လေထဲဟာပြည်သူတို့ရဲ့ပြစ်ဒဏ်ခတ်မှုနဲ့အပြင်လောကတဘာဝဋ္ထတရားဖြစ်တဲ့ဓမ္မရဲ့တရားမျှတမှုရဲ့ဒဏ်ခတ်မှုကိုအလူးလဲခံစားနေရသလိုကိုယ်အိမ်မှာငိုနေရင်ကြီးလန့်စာစားတဲ့မင်းတို့လေဓာတ်အတိုင်းဝိုင်းတစ်ခုလုံးရဲ့ဘဝကိုငါတို့တနာမိပါတယ်ကွာ လွတ်အောင်လို့ပြေးပါနေပြည်တော်တည်းလဲဝင်ပြေးလို့ရပါတယ်တန်တောင်ကြီးတိငါတို့ပြစ်နေပါရန်ကုန်တွင်တော်ကြီးနဲ့လမ်းမတော်ထရိတ်တာဟိုတယ်နဲ့စုရိဖျားတစ်ခွက်ဖျားပူးထွက်နေတာတွေကိုလည်းမင်းတို့မသိနိုင်ပါစစ်တပ်ရဲ့စာရဖာဆိုတာနှလုံးဒီအခုဆက်ကြီးကောက်မယ်ဖာကန်းဆက်ကြီးကောက်ရုံအဆင့်ကလွဲလို့သူလူကြကြာကြီးရောဟုတ်မနေပါငမုံငယူတွေစစ်တပ်လော်ဘီတွေပြောတဲ့သတင်းစကားတွေကိုယုံပြီး အတိညာမဲ့တဲ့စာကလေးကောင်ကြော်စိုးလို့ကောင်မျိုးပေးတဲ့တရင်တိုင်းလိုက်ပုံကျဲနေတဲ့မင်းတို့ဖက်စစ်တပ်မှမရှုံးရင်ငါတို့တသက်လူမလို့ဘူးအဲ့တော့ခွေခွေချင်းလဲထက်ကြိုက်ကြတဲ့တရင်တစ်ခုမနေ့ကဗီဒီယိုတွေပြန့်နှံ့လာပါတယ်ဒါလေးကိုကျွန်တော် review ပြောပြချင်ပါတယ်အဲ့တော့ဇော်ယူထွန်းပြူမိတ်ကြီးလာကပြူဇော်ယူထွန်းမသာဇော်ယူထွန်းကိုစစ်တပ်ကပြန်ဖမ်းပါတယ်ဆိုတော့ မန္တလေးတိုင်းမေတ္တိလာမှာစစ်မှုထမ်းကြေကောက်ခံတဲ့အပေါ်မှာဝေဖန်ဝေဖန်မှုတွေမြင့်တက်နေတဲ့အချိန်မှာပဲဘုံမှုတယောက်လိုက်ပါလာတဲ့ကားကိုမေတ္တိလာပြူစောတိခေါင်းဆောင်ဇုံယူထွန်းရဲ့စစ်ကောင်စီဂိတ်မှန်ချလိုက်ပါလိမ့်မှန်ချလိုက်ပါရအိုက်ကမန်ချဆန်းပေါ့ဟိုကောင်ဘုံမှုမလိုင်းကဘုံမှုလို့သိရတယ် ဲ့တော့မဘာသာအဖွဲ့ဝင်လည်းဖြစ်တယ်စစ်မှုထမ်းအောင်လည်းဖြစ်တယ်ဆိုယူထုံးနောက်နောက်ဆက်နေအာနာသိမ့်ပြီးလည်းကစစ်ကောင်စီတရင်ပေးမိဒီလာပြူစော်ဒီကောင်းဆောင်မိဒီလာမြို့လုံးကျုံရေးတွေပါရင်းဆိုတာမြို့ကိုပေါ်တာဆွဲတွေကိုစစ်တပ်နဲ့အတူလုပ်ခဲ့တဲ့ကောင်ဒီကောင်ကိုစစ်တပ်ကခိုင်းစားမှုမြို့ဝင်တိုးကိတ်မှာလုံးကျုံရေးကောင်းဆောင်ဂိတ်တစ်ခုချတာဝန်ပေးရတယ်အဲ့တော့မေလ73ရက်နေ့ကမိဒီလာမြို့မြို့နယ်အတွင်းမှာစစ်မှုထမ်းအစားထိုးရန်နေငွေကောက်ခံမှုတွေကို လူစားထုတ်ဖို့အလုပ်သွားအလုပ်ပြန်လမ်းပေါ်မှာတွေ့ကြရလူတွေကဖမ်းဆီးနေတယ်အဲ့တော့ဇော်ယူထွန်းကလေတက်ကထွက်လာတယ်ကောအုတ်ခွဲတက်ချက်ကြီးအရင်ကမြောက်ဝတီမှာအင်တာဗျူးတွေပါလေလောက်ဖူးတယ်နော်အဲ့တော့ဒီကောစစ်တကဒီကနေ့ဖမ်းလိုက်ပါဘာလို့ဖမ်းလာလဲဆိုတော့ပုံမှုမှန်ချာခိုင်းလို့ဗျာဒါပေမဲ့အမှုတက်တာကတော့ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပြသခြင်းရဲ့ကြီးရွယ်ကလူမှုကွန်ရက်ပေါ်တွင်လုံစော်ခြင်းဝါရပြန့်ခြင်းမှာပြုလုပ်ပြုထုတ်ခဲ့သည့်ဇော်ယူထွန်းအားမန္တလေးတိုင်းမိတ်တီလာမြို့နယ်ရံမျိုးအောင်ရက်ွက်နေဇော်ယူထွန်းအား2025ခုနှစ်မေလ15ရက်နေ့မောလွဲ့တနေ့20မိနစ်တွင်ဖမ်းဆီး၍သက်ဆိုင်ရာရဲစခန်းတွင်အမှုပွင့်အေးအေးယူလိုက်သည်လို့သိရပါတယ်အဲ့တော့ပြုတဲ့ဆိုးတဲ့အဲဒီပြူစောတိတွေဟာကျွန့်ထက်ဆိုးတဲ့ကျွန့်သဘောပေါ်ပါပါ အဲ့ဒါနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံသတင်းစီယာသတင်းမီဒီယာကောင်စီစိုးဝင်းရဲ့ဒါအေဂျင့်ဆိုလားတော့ဘာရေးလဲဆိုတော့ပြူစောတီးဆိုတာရောအသေးခံခိုင်းဖို့ခိုင်းစားဖို့မစွတ်မပို့ပေးရတဲ့ကောင်ကြီးกว่าတယ်တော်စစ်တပ်ကဗာလေစီနီယာဟိုကဘာခေါ်လဲစစ်တပ်ကဘာခေါ်လဲတရားဝင်ပေါ့နော်အမှုထမ်းနေတဲ့ဟမ်ပုံမှုလို့လူမျိုးအဲခြေရာတိုင်းနေတော့ဒီလိုပြူစောတီးမျိုးဟာဖမ်းတင်ပါ ောက်တစ်ခုကဒီပြူစောတိဆိုတာပေါ့နော်အခိုင်းစားဖို့တသက်ကျုံတပေါက်တတာဖြစ်ပါတယ်ဆိုတော့ရေးသားထားမှုကိုလည်းကျွန်တော်တို့တွေ့ရပါတယ်အင်မတန်ကိုအင်မတန်ကိုပေါ့ဗျာပြူစောတိပြည်သူစစ်ဆိုတာစစ်တရဲ့ကျုံတပေါက်အစင်ပါလားလို့ကျွန်တော်ဖြတ်ခနေမြင်လိုက်ရပါတယ်ဒါကိုကြည်ချင်းအဖြစ်မဝရည်စားနဲ့အခွင့်အရေးလေးတစ်ခုနှစ်ခုရလို့ရ냐 ပြည်သူကိုစန့်ကျင်တဲ့ဘက်မှာနေတဲ့ကောင်တွေအတွက်တည်ရင်တော့မပါလိုက်ဖို့မှာမဟုတ်ဘူးမတာလိုက်ဖို့မဲ့လူတော်ရှိမှာမဟုတ်ပဲမမွေးလာခဲ့ရင်ပိုကောင်းမယ်ဆိုတဲ့စူတောင်းတန်နေတဲ့အတူခွေခွေချင်းကြိုက်တဲ့ပွဲမနေ့ကဗီဒီယိုဖိုင်မှာကြည်ပြီးသားဖြစ်နေမယ်ဘုံမှုဆိုတဲ့ကောင်ကတနက်ကိုထုတ်လက်ပြဘိုးကိုပြခွဲလိုက်မယ်ခွဲလိုက်ရမှာခွဲလိုက်ရမှာဒါပေမဲ့ဆိုယူထုံးကိုဖိုင်ပါ အဲ့တော့စစ်တပ်ဟာဤကဲ့သို့ပြုမှုကြင်ကြံတတ်ကြောင်းစစ်တပ်ဟာပြည်သူကိုလူသားတိုင်းလုံးမယ်စစ်တပ်ဟာတက်ရှုတွဲခွဲဖို့လူတွေမွေးမယ်စစ်တပ်ဟာအခွင့်အတိုင်းထိုးကျွေးမယ်ဆနေမယ်ပြည်သူတို့ပြည်သူစစ်တို့စစ်မှုထမ်းဟောင်းဆိုတဲ့လူတွေအတိတမ်းမရရင်တော့သေပေတော့လို့ပြောရင်နေ့လည်ခင်းတည်ဆမှုကဒီလောက်ပါပဲညမပြတ်စောက်အောင်ကျေးဇူးတက်